ကျမတို့ can တည်ထားတဲ့ဒီ negative emotions ပေါ့เนาะတကယ်အနှုတ်သဘောဆောင်တဲ့အာကျမတို့ဒီစိန်ခေါ်နေတဲ့ကျမတို့ရဲ့ emotions တွေဒီ toxic ဖြစ်စေတဲ့အစိတ်သင့်စေတဲ့ဒီ emotions တွေကနေလွတ်မြောက်သွားတာဖြစ်တယ်။အဲ့တော့ကျမတို့ဒီခွင့်လွှတ်ပေးရဆိုတာကိုယ့်ကိုအပြစ်လုပ်ထားတဲ့သူတယောက်ကိုခွင့်လွှတ်တာထက်ကိုယ့်ကိုယ်ကိုငြိမ်းချမ်းမှုပေးလိုက် အရာတိုင်းကိစ္စအတိုင်းမှာကခွင်းလို့ပြီးသွားလဲပြန်လဲတင့်မြတ်ဖို့ဟာမလိုအပ်ပါဘူးပေါ့နော်တချို့နေရာတွေမှာဆိုလို့ရှိရင်တော့ခွင်းလို့လိုက်တယ်ဒါပေမဲ့ဘလို့မှပြန်လဲတင့်မြတ်လို့မရတော့တဲ့အခြေအနေတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ခွင်းလို့ချင်းမရှိဘဲနဲ့ပြန်လဲတင့်မြတ်လာရင်ကဒါကထက်ခါထက်ခါကျွန်တော်တို့လိုမျိုးပျက်စီးရာတွေပြူလဲတာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့အတွက်ခွင်းတော့ခွင်းလို့လိုက်တယ်ဒါပေမဲ့မမေ့ဘူးဆိုတာလဲ မှန်ပါတယ်ပေါ့နော်ဟိုကျမတို့ခွင့်လွှတ်လိုက်တယ်ဆိုတာကခုနကကျမပြောခဲ့သလိုမျိုးပေါ့နော်ဒီလူတယောက်ခုပေါ်မှာအမားလုတ်ခဲ့တဲ့အရာတွေကိုခွင့်လွှတ်လိုက်တာထက်ကျမတို့ရဲ့ဒီ emotional burden ကြီးပေါ့နော်ကိုဒီကိစ္စကြောင့်ဖြစ်လာတဲ့ကိုရဲ့ခံစားချက်အလုံးကြီးဒီအဆိုင်အခဲကြီးဒါကြီးကိုကျမတို့လွတ်ချလိုက်တာ